ာတော့ဆိုင်တဆိုင်ရောင်းပေးမယ်ကျွန်တော်တို့မိုင်တိုင်း48ကီလိုမီတာတိတိမှရှိတယ်ဆိုတော့ကဒါကကျွန်တော်အရှိသွားမယ်ဆိုလို့ရှိရင်အဲဟာကောက်ချက်ရောက်မယ်ဒါကကျွန်တော်တို့ချောကလက်ဖြစ်ပါတယ်ချောကလက်မိုင်တိုင်း80မိုင်တိုင်း48ကီလိုမီတာတိတိမှဆိုင်တဆိုင်ရှိပါတယ်ဒီတော့ဒီဆိုင်လေးကဆိုလို့ရှိရင်မျက်နှာစာ85ပီအနောက်ဥပတိယာ85ပီအနောက်ဥပတိယာစားသောဆိုင်တဆိုင်ပေါ့နော် အဲ့လိုမျိုးစားတော့ဆိုင်လိုမျိုးအနေထားမျိုးဟိုထိုင်းစားတော့ဆိုင်လေးပေါ့ဗျာထိုင်းပြန်နေအဲ့လိုမျိုးလာဖွင့်ကြတယ်ဒီမှာအဲဒီမှာကြီးအဲ့လိုမျိုးကွာသူ့ vibe လေးနဲ့သူလာမျိုးထိုင်းစားတော့ဆိုင်နေဆိုလို့ရှင်လူမျိုးအပင်လေးတွေနဲ့ဝါပင်အလှလေးတွေနဲ့အဲ့လိုမျိုးလှောက်ထားပြီးသားဟိုမှာ public toilet တွေပါရှိပြီးသားเนาะအဲ့လိုမျိုးနေထိုင်နေဖြစ်ပါတယ်ဒီမှာဘေးနားမှာအုတ်ဒရိုင်းလေးပါတယ်အုတ်ပေါင်းလေးပါတယ်ကာထားပြီးသားညီအဖို့ထားပြီးသားဆိုတဲ့နေထိုင်နေတစ်ခုပေါ့เนาะ ီတော့မျက်နှာစာ85ပဲအနောက်ပေတရား3300ပပနှိမ့်နိုင်စင်ဖြစ်ပါတယ်ဆိုတော့ဒီလမ်းနဲ့နမိတ်ရဒီဘက်ခြမ်းနဲ့မလမ်းနဲ့နမိတ်ရဒီဘက်လမ်းထက်ကနေပြီးတော့ဒီခြံထိတ်သူ့ခြံတည်းနေစလာဒီနားနေစလာခြံတော့ဒီနားနေစလာလမ်းနဲ့တပြေးညီပဲမြေဖို့တာပြီးသားမြေနေနူထားပြီးသားဆိုပေမဲ့ဒီဘက်ခြံကလေးကြတော့မကြည့်ညောင်ပြမယ် ီဘက်ခြံကလေးရောခြေတန်ခြေနဲ့ပြန်ဆောက်ထားတယ်ပေါ့နော်မြေဦးဒီအရှိလောက်ပဲဖို့ပြီးတော့ဒီဘက်ခြံတောင်းချောင်းကလေးရောတော့ခြေတန်ခြေနဲ့ပဲပြန်ဆောက်ထားတာတွေ့ရတယ်ဆိုတော့ငါဒီလိုမျိုးကြောင်းကလပ်လိုနေရမျိုးမှာမိတ်ဆွေတို့အနေနဲ့ဆိုင်တဲ့ဆိုင်ပေါ့ဗျာဆိုင်တဲ့ဆိုင်ကောက်ဖွင့်ရုံဆိုတဲ့နေထားလေးမှာသိန်း1300ဒီလိုမျိုးလမ်းမဘေးဆိုတော့မစိုးပါဘူးသူ့ဇီလေးနဲ့သူတင်းတင်းလျောက်ပန်းမှုရှိတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ရွှေတုံရင်ဘောလုံးကွင်းဒီမှာကျွန်တော်တို့ကြောက်ကလက်ဘီကလမ်းထဲကို ဝင်သွားလိုက်ရတယ်ကွန်ကရစ်လမ်းအစ်စ်ဘေးအမှတ်ထားလို့ရတယ်ဒီဘက်ကျွန်တော်တို့ကော့ဒမ်းမဲကော့ဒမ်းမဲဘက်ဆံနေထွက်လာခဲ့တဲ့ရွာသားတွေဟိုဘက်ဆံနေလာတဲ့လူတွေကော့ကြိုင်ဘက်ဖန်ဘက်ဆံနေလာတဲ့လူတွေစုံလမ်းစုံလေးမှာအဲအဲ့လိုမျိုးအနေထားလေးမှာတည်ရှိတဲ့ဆိုင်လေးတစ်ဆိုင်ပေါ့ဗျာဒီတော့ကဒီလိုမျိုးဆိုင်ဒီဇိုင်းကလာအနေထားလေးကိုမေးဆွေးလို့နေတယ်ဒါကတော့ကျွန်တော်အကြံပေးအပြင်းအနေပဲပြသွားလိုက်တော့မယ်ဗောနောမိုးချော့ပြီဆိုတော့အထဲကိုအများကြီးပြတော့ဥစိတ်ဝင်စားတယ်ဆိုတော့ကိုယ့်အကူချက်လာကြည့်လိုက်ဆိုင်ရှင်ရဲ့ဖုန်းနံပါတ်ပါတစ်ခါလေးရေးထားပေးလိုက်မယ် ိတ်ဝင်စားတယ်ဆိုရင်တော့ဆက်သွယ်ပြီးမြန်ဆောင်ဆန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်